၂၀၁၉နိုဝင်ဘာလ၃ရက်နေ့ကထွက်ရှိခဲ့တဲ့ iPhone 8ကအခု၂၀၂၅မှာသုံးသင့်သေးလားဝယ်သင့်သေးလားဆိုတဲ့မေးခွန်းကိုဒီဗီဒီယိုမှာဆုံးဖြတ်ပေးပါမယ်။အားနည်းချက်အသာချက်တွေကိုအဓိက highlight လုပ်ပြီးပြောပြထားပါဗျ။ဗီဒီယိုရဲ့နောက်ဆုံးမှာဝယ်သင့်မဝယ်သင့်ဆိုတဲ့အချက်ကိုလည်းဆုံးဖြတ်ပေးထားပါဗျ။အသာချက်တွေကိုမပြောခင်မှာအားနည်းချက်တွေကိုကျွန်တော်တို့အရင်ကြည့်လိုက်ရအောင်။အားနည်းချက်တွေကဘာတွေဖြစ်မလဲဆိုရင်၂၀၂၅မှာ iPhone 8က iOS 16နဲ့သုံးရပါမယ်။ အဲ့တော့ကြောင့်မလို့နောက်ပိုင်းမှာ application တွေ install တင်လို့မရတာတို့ update တင်လို့မရတာတို့စတဲ့ပြဿနာတွေဖြစ်နိုင်ပါတယ် Apple ရဲ့ A11 Bionic chipset ဆိုတာကလည်းအခု2025မှာ heavy user တွေသုံးဖို့ကိုမပြောနဲ့အောင် file size ကြီးတဲ့ app တွေဥပမာ TikTok လိုဟာမျိုးသုံးမယ်ဟေ့ဆိုရင်တောင်မှ lag ဖြစ်တဲ့ဆက်ဟန်းတာတွေကြုံရပါတယ်တို့ iPhone ဘယ်လောက် battery ကမ်း battery capacity ပိုင်းကပြောမယ်ဆိုတော့2900ပဲပါတဲ့အတွက်ကြောင့်မလို့အခုလိုပူတဲ့ရာသီဥတုနဲ့ဆိုရင်အရင်လို battery ကုန်တာမြန်တယ်ဆက်ကလည်းလိုအပ်တာလည်းပူရလို့ခံစားရပါတယ် ဆယ်စုနှစ်တခုပြည့်တော့မဲ့ iPhone 8ကိုအသက်မပြောနဲ့စက္ကန့်ထဲမှာတောင်မှ original quality တိုင်းရဖို့ဆိုတာကတော်တော်မောက်တော်တော်ရှားခတ်တယ်ဒီချက်တွေကသူ့ရဲ့အားနည်းချက်တွေဖြစ်ပါတယ်အားနည်းချက်တွေကိုပြောပြီးသွားပြီဆိုတော့အသာချက်တွေကိုကျွန်တော်တစ်ချက်သွားကြည့်လိုက်ရအောင်ကင်မရာဘိုင်းမှာ portrait နဲ့ 4K quality resolution ရတဲ့ iPhone 8ကအခု2025မှာ အများကြီးလက်ခံလို့ရတယ် iOS update တွေမရတော့ဘူးဆိုပေမဲ့နေ့စဉ်တာမန်သုံးတဲ့ application တွေမှာတော့တော်တော်ကြီးဆင်ပြေသေးတယ်ပြီးတော့ iPhone ရဲ့10နှစ်မြောက်ထိမ့်မတ်နဲ့ထွက်လာတဲ့ iPhone 8ရဲ့ ဒီဇိုင်းကအရင်ကုန်းဘက်ဖြစ်တယ်လက်ထဲမှာကိုင်းရတဲ့ကြည်ကြည်လေးလေးရှိတယ်ပြီးတော့ချစ်စရာအရင်ကောင်းတယ်ဒီဒီဇိုင်းအချက်ကိုတော့သူ့ရဲ့အာသာချက်တွေမှာထည့်သွင်းစဉ်းစားရမယ်ဒါတွေကတော့သူ့ရဲ့အာသာချက်တွေဖြစ်ပါတယ်ဒီနေရာမှာလူတွေအမှတ်မှားတဲ့တာကိုထည့်သွင်းပြောပြပေးပါဦးမယ် iPhone 8က Apple ရဲ့စနစ်အမှတ်တရထုတ်ထားတာမဟုတ်ပါဘူးနော် iPhone 2G ကို2008ခုနှစ်မှာစတင်မိတ်ဆက်ခဲ့တဲ့အတွက်ကြောင့်မလို့ iPhone 8ကစနစ်ပြည့်ဖြစ်သွားတာနော် Apple ရဲ့စနစ်ပြည့်ဖုန်းမဟုတ်ဘူး iPhone ရဲ့စနစ်ပြည့်အထိမ့်မှတ် ဒါလေးကတော့ just for knowledge ပြောပြတာဖြစ်ပါတယ်ဘယ်လိုလူတွေ iPhone 8ကိုမဝယ်သင့်ဘူးလဲမင်းရေဂိမ်းဆော့မဲ့သူတွေနေ့စဉ် daily life မှာ performance ကောင်းကောင်းနဲ့ battery ခံရကူမှစိုက်နေတတ်ပါရဲ့ဆိုတဲ့သူတွေလုံးဝမကို iPhone 8ကိုမဝယ်သင့်ပါဘူးဆိုတော့ဘယ်လိုလူတွေဝယ်သင့်လဲအကြံပေးရရင် secondary သဘောမျိုးပဲ iPhone 8ကိုသုံးမယ်ကိုမှလည်း model မြင့် phone တစ်လုံးရှိတယ် iPhone 8နဲ့ပဲ phone ပြောမယ် Facebook နဲ့ Viber စသဖြင့်အဲ့လောက်ပဲသုံးမယ်ဟေးဆိုရင်တော့ iPhone 8က လက်ရှိ2025မှာတုံးလို့အဆင်ပြေပါသေးတယ်ဆိုတော့မိတ်ဆွေက iPhone X ဝယ်ယူဖို့စဉ်းစားနေတယ်ဟေ့ဆိုရင်ကျွန်တော်ရှေ့ကပြောခဲ့တဲ့အချက်တွေနဲ့မိတ်ဆွေရဲ့အသုံးပြုမှုကိုပြန်လည်စဉ်းစားချင်းနေလို့ရပါတယ်။ဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်။နောက်ရက်မှာလည်းဒီလိုမျိုး review ကောင်းတာလေးတွေကျွန်တော်လုပ်ပေးပါအောင်မယ်။ဘယ် model ကို review လုပ်စီခြင်းလဲဆိုတာကိုဒီ comment မှာရေးခဲ့ပါ။အကဲ subscribe ဆိုတဲ့ club လေးကိုမနေ့က subscribe ဆိုတဲ့ club လေးကိုနှိပ်ခဲ့ပါအောင်ခင်ဗျာ။ကျေးဇူးများကြီးတင်ပါတယ်။ကျွန်တော် KT sharing ကကောင်းမြတ်ပါ။